ြည့်ရကာလာထပ်မံတက်တန်ထူရတဲ့နောက်ရမှာပဲစကောင်စီကဒီကနေ့မေလ9ရက်မနက်စောပိုင်းလူအများအိမ်မော်ကြနေချိန်မှာစကိုင်းတိုင်းကောလင်းမြို့နယ်ချင်းပြည်နယ်မင်းတပ်မြို့တို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ကောလင်းမြို့နယ်ရှေးချံကရှောက်ပင်ချုံကြီးရွာကိုဒီကနေ့မနက်အစောပိုင်းတနအိမ်9မိနစ်ခန့်နဲ့မင်းတပ်မြို့နယ်တနေရွာကိုမနက်တနအိမ်မိနစ်20လောက်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသတွင်သတင်းမြစ်တွေကပြောပါတယ်။ကောလင်းမြို့နယ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကိုမန္တလေးတိုင်းတရဝူးလီတပ်ကနေတက်လာတဲ့ဇက်တိုက်လေရင်က ပုံနှလုံးကျဲချခဲ့ပြီးနေအိမ်နှလုံးထိခိုက်ပျက်စီးပေမဲ့လူသူထိခိုက်မှုမရှိဘူးလို့ Calling PDF ကအသိပေးပါရယ်။စစ်နေသားကကွယ်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မင်းတပ်ကိုလည်းဇက်တိုက်လေရင်နဲ့ဘုံကျဲတာဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တရင်းရင်းမြက်ကပြောတာပါ။ပြီးခဲ့တဲ့မတ်လ28ရက်ကလောက်ခတ်ခဲ့တဲ့ငလျင်ကြီးပြီးရှောက်ဖွဲ့ကဲဆရေးနဲ့အပြည့်အထူထောင်ရေးအတွက်ဆိုပြီးစကောင်စီကဧပြီလကိုအပြည့်ရကျင်ညာခဲ့တာပါ ဲ့ဒီနောက်မေလ6ရက်ကနေ31ရက်ထိစကောင်စီကထပ်မံအပြစ်ရတက်တန်တိုးလိုက်ပါတယ်။အပြစ်ရကျင်းပပေးမယ်စကောင်စီကလေချောင်းကနေဆက်တိုက်တိုက်ခတ်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ NUG ရဲ့စင်ရင်အရာငလျင်ကြီးလုတ်ခတ်ခဲ့တဲ့မက်ရှလာ28ရက်ကနေအခုမေလ2ရက်ထိ36ရက်အတွင်းစကောင်စီရဲ့လေချောင်းတိုက်ခတ်မှုအကြိမ်ရေ280ကျော်ရှိခဲ့ပြီးတေဆုံးသူ286ဦးနဲ့ဒဏ်ရာရသူ456ဦးရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။